အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ English Club 3တင်းက Chavini မှာကန်သွားတယ်ကျွန်တော်အမြင်တော့3တင်းလုံး Final တက်ပြီလို့တော့ပြောလို့ရတဲ့အချိန်လေးပဲဘာမှအပြောင်းလဲလည်းမရှိတော့ဘူးဘာလို့ဒီ3တင်းလုံးရဲ့ Goal Score အရေးထွေ OK Spark တကူပြန်ပေးလိုက်ရတာမှန်ပေမဲ့ကျွန်တော်ထင်တော့အဲ့လောက်ကြီးတော့ဖိုတိုကလင်းကသူ့ကိုတူးစီးနဲ့နိုင်အောင်မှသူတို့မထွက်သေးဘူးဗျာချိန်ပိုတွေပဲဆက်သွားအောင်ပဲ ဆိုတော့ကျွန်တော်တို့မမြင်တော့ဘူးအင်္ဂလိပ်ကလပ်တွေဟာ2019 18 19နှစ်တုန်းက final အကုန်တက်ခဲ့တဲ့ပုံစံပေါ့လေအဲတုန်းက2018တုန်းကအင်္ဂလိပ်ကလပ်တွေကပြိုင်ပွဲနှစ်ခုစလုံးကို all english final ဖြစ်ခဲ့တယ် Tottenham Hotspur နဲ့ Liverpool က Champions League final ဟိုဘက်က Chelsea နဲ့ Arsenal က Europa League final Chelsea က Eintracht Frankfurt ကိုနိုင်ပြီးတော့ penalty ဆုံးဖြတ်မှာနိုင်ပြီးသူတို့ကဘာကူမှရှိတဲ့ Europa League final ကို Mauricio Sarri ရဲ့အသင်းတက်ခဲ့တယ် ဒီဒီဘက်ကအာဆနယ်ကဗလန်စီယာကိုဘာမင်းဟက်ထရစ်နဲ့နိုင်ပြီးတော့သူတို့ဖိုင်နယ်တက်တယ်။အဲဒီဘက်ကထော်တနမ်ကကြတော့ IS ကွင်းမှာတကယ့်ကိုကမ်ပတ်နဲ့4-3နိုင်ခဲ့ပြီးတော့တက်ခဲ့သလိုလီဗာပူးကလည်းဘာဆိုနာကိုပထမကျော်ရှုံးပြီးဒုတိယကျော် American 4-0နဲ့နိုင်တယ်။သူတို့အကုန်လုံးကမ်ပတ်တွေကြီးပဲတက်သွားတယ်။ဆိုတော့အဲမှာဖိုင်နယ်မှာ Chelsea ကအာဆနယ်ကို4-1နဲ့နိုင်ပြီးတော့လီဗာပူးကစပါ့စ်ကို2-0အဲ့ဒါကအရင်ကတည်းကသမိုင်းမှာအင်္ဂလိပ်ကလပ်တင်းတွေ All English Final ဖြစ်ခဲ့တဲ့ ဂျိုင်ဘွဲ့နှစ်ခုတော့အခုလောလောဆယ်မှာတော့အင်္ဂလိပ်ကလပ်တွေမှာထော်တာဟော့စပါကပထမချုပ်ဘူရူကလန်ကို3-1နဲ့တကယ်လေခြေလဲကောင်းတယ်၊ကွာလဲကွာပါတယ်။ဒါအရာကိုစပါကမလို့အပဲနဲ့ဒါဂိုးပြန်ပြေးလိုက်ရတဲ့အတွက်ကြောင့်ဒါ ပွဲကနည်းနည်းလေးစိတ်ဝင်စားစရာဖြစ်သွားတာဒါပေမဲ့ကျွန်တော်အမြင်တော့စပါကိုဗိုဒိုကင်မလွယ်ပါဘူးပထူရကြော့ကြံမယ်ဆိုရင်တော့မှလက်ရှိဒီတင်ထော်တန်ရဲ့တခုပဲ flanky injury ဖြစ်သွားတယ်နောက် James Madison injury ဖြစ်သွားတော့အခုနောက်ပိုင်းမှာ James Madison ကိုပြပြတော်တော်လေးကြိုက်တယ်။ဒါပေမဲ့ James Madison မှာပါလေသူတို့ကွင်းလယ်မှာတယောက်ရှိတယ်အဓိက ဘတ်ဘွိုက်ရှိတယ်နောက်ကလိုဆော့စကီပြန်ပါတယ်ဒါပေမဲ့ထော်တနန်ဒုတိယကျော်တော့ပြဿနာမရှိတော့ဘူးပထမကျော်အခုဘရန်ဒန်ဂျော်ဆင်ရဲ့တစ်ဖက်ကဆလန်ကီအပါဝင်ဂျိမ်းစ်မက်ဒီဆင်တို့၃ကိုနဲ့ဟိုဘက်က၃ကို3 1ဒါပေမဲ့အဲ့ဒီဟာက3 1သူတို့တော့လုံလောက်တယ်ဗျာမန်ယူနိုက်တက်ကတော့လုံးဝကိုအပ်ဆက်လုံးပြသွားတာအတ်လက်တစ်ကလပ်ကွင်းသွားပြီးတော့တကယ်ကိုခြေစွမ်းပြတယ်အကောင်းဆုံးကစားတယ်သူတို့တကယ်ကိုရတဲ့ chance ကိုအသုံးချသွားတယ် VVN ထုတ်ခံလာရတဲ့အခြေအနေကတော့နည်းနည်းတော့အတ်လက်တစ်ကလပ်တော့နည်းနည်းတော့စိတ်ပြတ်စားပါလို့ လက်စတဖန်နာဖြစ်တာရဲ့ဂိုးသွင်းနိုင်မဲ့အခွင့်အရေးကိုတားဆီးလိုက်တဲ့ဆိုတဲ့အချက်ကြောင့်ဗီယာကြည့်ပြီးတော့ပနတီပေးတယ်တယောက်ထုတ်လိုက်တယ်အိမ်တိုင်ကနေကခက်ဆမီရိုဥဆောင်ကိုတွင်းထားပြီးတဲ့ဘော့ကွာရရဲ့မက်ဂျစ်မူမန့်ကလည်းရသွားတယ်အဲ့ပြီးတော့မှခက်ဆမီရိုကိုတွင်းတယ်ပြီးတော့ဘရူနိုပနက်တီနောက်ဘရူနိုကဥကာတီပေးလာတယ်တကယ်လို့ယူနိုက်တက်ကလေးလုံး၅လုံးတော့ရသင့်တာတယောက်ယုံနေပြီးပါဘူးသူတို့စီစီပုတ်ပုတ်နဲ့ကစားရင်ဒါပေမဲ့သူတို့ကလည်းပြန်ကြည့်တာပေါ့လေ3-1ဆိုရင်ဥဆောင်ဖို့မှလည်း slightly different game ဖြစ်မယ်အဲ့ဒီကြောင့် တေချာတွေတုံးခုကလုံလောက်ပြီလို့သူယူဆရအဲ့တော့နောက်ပိုင်းမှာဝင်းဘတ်တွေကဒူကူတို့မာဇာဝါဝီတို့တက်တော်တက်တော်ဖိုက်ဘတ်လို့ပုံစံမျိုးကစားသွားပြီးတော့မန်ယူနိုက်တက်ကအဝေးကွင်းနိုင်သွားတယ်ဆိုတော့သူတို့အဝေးကွင်းမှာအခုဖနန်ဒက်ဆိုရင်ဂျွိုက်ထော့ကိုဆိုတာခုနကကိုအတွင်းထားတယ်မန်ချက်စတာယူနိုက်တက်ကဒီဥရောပပြိုင်ပွဲရဲ့ယူရိုပါလီကွန်ဖရင့်စ်ချန်ပီယံလိပြိုင်ပွဲအဝင်အားလုံးထဲမှာရှုံးပွဲမရှိသေးတဲ့တော့အသေးပဲ အဲရတာဟာလက်ထက်မှာရောအခု Ruben Nasrine တပွဲကင်နဲ့အခု Amaro Amaro ဆိုရင် Europa League 6ပွဲမှာ9ပွဲနိုင်တပွဲတည်ကြထားတယ် Manchester United ကတော့အခုလက်ရှိပုံစံကောင်းပြပြီးတော့သူတို့ကတော့တည်ကြတယ်ဗျဝေခွင့်နိုင်တဲ့ကြောင့် semi final နဲ့ final ကိုတက်ပြီးဒီ summer match ကိုပဲ United ပြည်သက်ပြန်လာရမယ်။ဟိုဘက်က Spurs ဆိုခုပြီး Tottenham နဲ့ Manchester United ရဲ့ All English Final 2018-19ပြီးမှပထမဆုံးချိန်၅နှစ်ကြာမှပြန်ပြီးတွေ့နိုင်တယ်။ဟိုဘက်က Chelsea Chelsea ကတော့ Fiorentina နဲ့တွေ့မလား Betis နဲ့တွေ့မလားသူတို့ကသူတို့လို့သူလို့သွားတာပဲ။ဆိုရတဲ့သူတို့ကောင်းတဲ့မှာ ်ချန်ပီယံလိဝင်ကွင်းလီပိုဇီရှင်ကိုပါအားဆိုင်နေချိန်မှာချင်းစီကအေးအေးဆေးဆေးပဲနော်နီမာဒူရီကေကိုတွင်းနဲ့ဆန်ချိုကိုတွင်းနဲ့နောက်တစ်ပတ်ကလက်ရှိမှာဂျက်ဆင်ကိုပေါပြောင်းနေတဲ့ဂျက်ဆင်ကပြီးခဲ့တဲ့ပတ်မှာကိုရပြီကိုနှစ်ကိုတွင်းသွားတယ်အခုချက်စီတက်သွားတော့ဗျာတေးကြဝင်းဝင်းဆိုတော့ကိုပြတ်နိုင်ထားဟိုဘက်ကဖင်တီနာကိုမိနစ်80လောက်ထိနှစ်ကိုပြတ်နိုင်ထားတဲ့အချိန်မှာဘက်တစ်တက်မယ်လို့ကျွန်တော်ယုံတဲ့အချိန်မှာဖင်တီနာဒုံးဆိုချိန်ပါဖို့တကိုတွင်းရောအဲ့ထိုင်က completely different type ဖြစ်သွားတယ် ဆိုတော့ဘာသွားကြည့်လဲဆိုတော့အခုလက်ရှိနေထားရအခြေအနေကဘာဖြစ်လဲဆိုတော့ဖီယိုတီနာကလာတကယ်လို့ဂိုးတစ်ခုပြန်ပြီးတော့ဆော့ဆော့စီတွင်းလာရင်ဒုတိယချုပ်မှာဘတ်တီတိုင်ပတ်ပြီးဝေးထိုက်ခင်းမယ်ဆိုတော့ချက်စီနဲ့ဖီယိုတီနာတွေ့မလားဘတ်တီတွေ့မလားတကယ်လို့ဖီယိုတီနာတွေ့မယ်ဆိုတော့ဖီယိုတီနာက ကိုဖရန်စီတပိုင်းမှာ back to back 3နှစ်ဆက် final တက်တဲ့အသင်းဖြစ်မယ်။ Betis ဆိုရင်တော့ Chelsea တို့နည်းနည်းတော့ထပ်ကြီးပါတော့ Betis ကနည်းနည်းပိုကောင်းတဲ့အသင်းဖြစ်တယ်။ဆိုတော့ဟိုဘက်က Tottenham Hotspur နဲ့ Manchester United တွေ့တဲ့အချိန်ကုလလောဆယ်အနေထားရတော့တကယ်ကိုကြည်ကောင်းတယ်။ဆိုတော့အခု Europa League မှာ Man United က Athletic Club ကိုခိုးပြတ်နိုင်လိုက်တဲ့အတွက် ိုးဆွဲဖို့ရေပန်းစားဆုံးမှာသူတို့ထိတ်ဆုံးကိုပြန်ရောက်ပြီးတော့ Spurs နဲ့သူငယ်က1-2ဖြစ်သွားတယ်။ Athletic Club ရဲ့နှုတ်လင်းချက်မရှိသလောက် Bodo Glimt လည်းဒီတိုင်းပဲ။ဟိုဘက်က Chelsea ကတော့ clearly favorite အဖြစ်ရှိနေစေဖြစ်တယ်။ဆိုတော့အခုလောလောဆယ်အနေထားရ Bruno Fernandes က9ဂိုး၊ Agabi ဆိုတဲ့ Olympiacos ကစားမက9ဂိုး၊ Casper ဆိုတဲ့ ဘူဒိုကလင်ကစားမကခုနှစ်ကိုတွင်းထားတယ်သူတို့ကတော့အခုခုနှစ်ကိုစီတွင်းထားတယ်ဒါကတော့အများဆုံးပေါ့လေဖနန်ဒက်စ်ကတော့ top 6ဆိုတာဖြစ်ဖို့အခြေအနေကောင်းနေတယ်အဲဒီဘက်ကကျွန်တော်တို့ conference ပေါ့လေဒီ conference မှာတော့အခုလောလောဆယ်အနေထားရတော့ conference ကကိုလန်ကလပ်အသင်းရဲ့ကစားမက8ကိုတွင်းထားပြီးတော့ Chelsea ကမဂီက6ကိုတွင်းထားတယ်ဒီဘက်က Christopher Ankou က9ကိုဒါပေမဲ့ Ankou ကအခုပါဘူးမပါဘူးနောက်ပိုင်းဆိုတော့ဒါကတော့အခုလောလောဆယ်အနေထားရဆိုတော့ question က all english fine နဲ့အပြင် chelsea လည်း fine နဲ့တက်ပြီးတော့ဒါ english နှစ်သင်းလုံး champion ဖြစ်နိုင်မှာပေါ့လေ conference champion လူပွဲကိုဘောလူပွဲကိုမေလ28ရက်နေ့ပိုလန်နိုင်ငံမှာကျင်းပမယ်အိုက်ကွင်းပေးသက်4000ရှိတယ်အိုက်ကွင်းမှာကျင်းပမှာဖြစ်ပြီးတော့ Europa League Final ကတော့ဒါအခုလက်ရှိမှာဒါမဲ့မေလ27ရက်နေ့ Athletic Club ရဲ့အိမ်ကွင်းဖြစ်တဲ့ San Mamet မှာကျင်းပမယ်။ San Mamet ကအခု Athletic Club ကွင်းကပေးသက်9000ကျော်စတဲ့ဒီကွင်းက ီဝင်းကတကယ်ကို quality queen ဖြစ်တယ်အခုလက်ရှိနေထားရတကယ်ကို brand new queen တက်တယ်သူတို့အသစ်ပြန်ဆောက်ထားတာဆိုတော့အခုလောလောဆယ်နေထားရတော့ Tottenham Chelsea Man United သုံးသင်းလုံးက final တက်ဖို့တည်ကြနေပြီးတော့ဟိုဘက်က Fiorentina နဲ့ Betty ဘသူတက်မလဲကြည့်ရဖို့ရှိပြီးတော့အင်္ဂလိပ် club တွေကအောင်ပွဲရဖို့နောက်ထပ်ခြေတလန်းထပ်တိုးသွားပြီဖြစ်ပါလေ so question ကဘယ်သူ champion ဖြစ်မလဲ Spurs နဲ့ Man United ဘယ်သူ champion ဖြစ်မလဲ Chelsea ကဟိုဘက်မှာ Fiorentina နဲ့တွေ့မလား Betty နဲ့တွေ့မလား လွယ်လွယ်ကူကူနဲ့ပဲချန်ပီယံဖြစ်မှာဘယ်လိုမြင်ကြလဲအားလုံးကျေးဇူးတင်ပါတယ်